အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်အောင်ဖြစ်ပါတယ်2025ခုနှစ်ဇွန်လ22ရက်ညနေခင်းစီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်မကွေးတိုင်းတွင်မှာကာကွယ်ရေးပစ္စည်းဆက်ယုံတွေ၃ပုံ၂ပုံလောက်တည်ရှိနေတာဖြစ်ပါတယ်၎င်းဆက်လက်နဲ့ခရံထုတ်လုပ်ရေးဆက်ယုံတွေဟာအချမ်းဖက်စစ်တပ်ရဲ့ပင်မထောက်တိုင်တွေဖြစ်ပါတယ်ရေးဆက်ယုံတွေအပြည့်အဝမလဲပတ်နိုင်ပဲဒစိတပိုင်းချုပ်ရေးရမယ်ဆိုရင်တော့စစ်ဘုံချုပ်တွေအတွက်အကျရိုက်စေမှာဖြစ်ပါတယ်ဆက်ယုံတွေကို တိုက်ခိုက်မဖြစ်စည်းနိုင်တော့ထုတ်လို့ရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ player set data line နဲ့ရေပိုက် line တွေကိုဖြတ်တောက်ဖြစ်စည်းနိုင်မှာကထုတ်လို့ရေးလုပ်ငန်းစဉ်တွေကမောက်ကမဖြစ်စီမှာဖြစ်ပါတယ်။ဒါပေမဲ့အဆိုပါလုပ်ငန်းစဉ်တွေကိုလှုပ်ဆောင်မှုအားနည်းနေသေးတာဖြစ်ပါတယ်။ကြောမြို့မှာဆိုရင်အမှန်24ကာဝေးပစ္စည်းဆက်ရုံဆိုတဲ့စစ်တပ်တစ်ခုရဲ့သာရှိတာဖြစ်ပါတယ်။ကြောမြို့နယ်တဝိုင်းမှာတော်လိုင်းရင်အားစုတွေအားကောင်းပါတယ်။စုံမိုးထိန်းချုပ်နယ်မြေတွေလည်းများပါတယ်။ဒါပေမဲ့ပေါင်းမြို့နယ်မှာ player set မီပြန်လာရရှိနေပြီဖြစ်ပါတယ်။စစ်တပ်ရဲ့မိဖက် ဂျီနန်ကုမ္ပဏီတစ်ခုကအမိုဂျီပိုင်းဂျီနန်တွင်းကနေထွက်လာတဲ့စီခွဲတန်းကိုကောက်ဆာတန်းနဲ့ဒေါ်လာရင်းဖွဲ့တွေကအချိုးကျဝေစုခွဲယူနေလို့လုပ်ငန်းလည်ပတ်ပြီးဓာတ်အားထုတ်လုပ်နေနိုင်တာဖြစ်ပါတယ်။ဒေါ်လာရင်းအားစုတွေလည်းမြေချက်ထွင်နိုင်ခဲ့တာလည်းရှိပါတယ်။ဒါ့ပေမဲ့လေကြောင်းတက်ထိုင်မှုပြုလုပ်ပြီးကောက်ဆာတက်ကပြန်ပြီးစခန်းထိုင်ထားတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။ပြောချင်တာကကာကွယ်ရေးပစ္စည်းစက်ရုံတွေကိုဓာတ်ရိုက်မတိုက်ခိုက်နိုင်ရင်တော့နောက်ဆက်ပြစ်ခတ်နေဖို့လိုအပ်ပါတယ်။အနည်းဆုံးရတယ်လို့တော့မတိုက်ခိုက်နိုင်ရင်တော့လက်နက်ကင်မထတာအကောင်းဆုံးပါလို့ပြောရမှာဖြစ်ပါတယ်။ ဗရန်တာတဲ့ထဲမှာတော့မတော်ရင်၅စီးအင်အားပြည့်တဲ့လမ်းဟောင်းဘက်ကနေနိုင်ငံစကားကိုတက်လာတာရှိပါတယ်။ဈေးခါနဲ့အင်အားဖြည့်တင်းလာလို့သိရှိရပြီးအမှတ်၄၀၀ကိုအမြောက်တိုင်ရတော့ပသိမ်ပေါ်ရလမ်းဘက်မှာကာဝေးတပ်ဖွဲ့ဝင်တွေရောက်ရှိနေတယ်ဆိုတော့အထက်ဌာနချပြသတင်းရရှိထားလို့လိုက်လံရှာဖွေနေတယ်လို့သိရှိရပါတယ်။ဆလင်းညွန်တွေကကံပြားကစုံးမလမ်းမိုင်းကိုစစ်ကောင်စီကအပြည့်အဝမထိန်းချုပ်နိုင်တော့ဘူးဖြစ်ပါတယ်။တော်လိုင်းအင်အားစုတွေကိုချေမုန်းနိုင်မှုချေကားလင်းပြီးပါတဲ့ချေလင်းတဲ့ပူပေါင်းစစ်စေးဖော်ဆောင်ခဲ့ပေမဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကတုံ့ပြန်နိုင်ခဲ့တဲ့ဖြစ်စဉ်ရှိပါတယ်။ပြီးခဲ့တဲ့9ရက်တာကာလအတွင်းထိတွေ့မှုဖြစ်ပွားပြီးစစ်ကောင်စီဘက်က3ယောက်မျက်စိ2ယောက်အရှင်လက်ရဖမ်းဆီးရရှိထားပြီးစစ်ကြောဟာကံကြားရွာဘက်ကိုပြန်ပြီးစုခွာသွားခဲ့ရပါတယ်။ပဋိမုံရလမ်းမိုင်းကိုစစ်ကောင်စီအသုံးမပြုနိုင်ပေမဲ့လောင်းရှည်စရုပ်တရားငဖဲခရံကြီးသက်လမ်းကိုအသုံးပြုနိုင်နေတာကြောင့်ကာကွယ်ရေးပစ္စည်းဆက်ယုံတွေအဆက်အသွယ်မပြတ်တောက်သေးတာဖြစ်ပါတယ်။ဗရန်နဲ့ချက်မင်းလာမျိုးနဲ့မျိုးနဲ့ချင်းဆက်လမ်းကိုလည်း ဖောက်လုပ်ထားတာဖြစ်တဲ့အတွက်မလုံပထမကိုတရားကနေတစ်ဆင့်မြင့်ရှင်ဘက်ကဆက်ယုံနေတဲ့ချိန်ဆက်ထားတဲ့ကိုရက်တွေမပြတ်နိုင်တာကိုလည်းတွေ့နေရပါတယ်။စံပြန်နေ့ညသကောင်လောက်တုံးကလည်းခံဟောမြို့နယ်တောင်ဘက်ဂျီကုန်းလက်နေကြီးစကားကနေမြင့်နောက်ဘက်ဒေသကို120မမအမြောင်းနဲ့ဘုံသီး10လုံးထဲမှာနေပြစ်ခတ်ထိုက်ခိုက်ထားခဲ့တာရှိပါတယ်။ခံမမျိုးအနီးတစ်ဝိုက်ကိုလည်းလက်နဲ့ကြီးနဲ့ထင်ရမြင်ရရန်စာပြစ်ခတ်မှုတွေဇက်တိုက်ပြုလုပ်ရရှိရဲ့ ညနေတော်ပိုင်းမှာစစ်ကြောင်းတွေဟာမြို့အနီးဝင်းကျင်ကကြေးရွာတွေကိုစီးနှင်းဝင်ရောက်ဖမ်းဆီးမှုတွေမကြာခဏပြုလုပ်နေတာမို့ဒေသခံပြည်သူတွေဟာကြီးလန့်ဆာဆာဖြစ်နေကြရတယ်လို့သိရှိရပါတယ်။မန္တလေးလူမန္တလေးသားတွေအထူးသတိထားစေလိုပါတယ်။ဒုတိယမိစက္ကသိုလ်ဝန်ထမ်းဆောင်ဝယ်ပြီးဆုံးသွားပြီဖြစ်တာမို့နိုင်စင်မဲ့မော်တော်ယာဉ်တွေတင်းတင်းကြပ်ကြပ်လှုပ်လာတော့မှာဖြစ်ပါတယ်။နေချောင်းဝင်းတွေအတွင်းထိရှားဖွေစစ်ဆင်းမှုလှုပ်လာတော့မှာဖြစ်လို့ကြိုတင်ပြင်ဆင်ထားကြဖို့သတိပေးလိုက်ရပါတယ်။တပည့်ချင်း ခုနမရေးဆိုင်အမတ်ဆက်ဆုံးတပ်မတော်တပ်ပြစ်လက်ကျေးအကြောင်းကိုရဟရင်နဲ့ဂျမန်လေးကရောယနေ့မှာပါအင်အားဖြည့်တင်းမှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်။စကိုင်းတိုင်းရင်းမာပင်ခရိုင်ပလဲမြို့နယ်ကံတော့နယ်မြေရဲစခန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးမှဇီးပြူဘုံရွာကိုဆက်လက်တိုက်ခိုက်နေပြီလို့သိရှိရပါတယ်။ပြည်သူ့စခန်းရှိတဲ့အင်မတီရွာကိုတော့ဝိုင်းပတ်ပိတ်ဆို့ထားတဲ့အနေအထားဖြစ်ပါတယ်။ပလဲတနယ်လုံးဟာမိချောင်းတိုက်ခိုက်မှုအပြည့်အစုံလုပ်ပန်ထားရပြီးစားလင်းကြီးဘက်ကနေစစ်ကောင်စီရဲ့စစ်ကြောင်းတွေဝင်လာမဲ့အစီအမံတွေလည်းတွေ့နေရပါတယ်။ တော်လိုင်းရဲ့အင်အားစုတွေအကောက်နဲ့ပလဲနဲ့ကိုဝင်လာတဲ့စစ်တော်စီစစ်ကြောင်းတွေကိုပြန်လဲခြေပုံးနိုင်မလားကာဝဲအင်အားစုတွေအရင်နှိမ့်သွားနိုင်ခြင်းရှိမလားဆိုတာကတော့အနည်းငယ်မှတ်ဆရန်ခက်ခဲနေသေးတာဖြစ်ပါတယ်ဇနေ့မနေ့ပိုင်းမှာအင်းတော်မျိုးနဲ့နဘာကျွေးရဖုန်းကြီးเจ้าကိုလေချောင်းကနေနှစ်ကြိမ်ဘုံကျဲတိုက်ခိုက်မှုကြောင့်ထိခိုက်ဒဏ်ရာရမှုတွေရှိခဲ့ပါတယ်ဆိုပါကြည့်ရဟာကချင်နဲ့စကိုင်းဆက်ကကြည့်ရဖြစ်ပြီးကတာမျိုးကိုသွားလို့ရတဲ့လမ်းလုံရှိတာဖြစ်ပါတယ်မန္တလေးနေကြီးနာကားလမ်းရထားလမ်းပေါ်မှာတည်ရှိတဲ့နဘာကျွေးရဟာ2023ခုနှစ် အော်ကုတ်လကစလို့ဒေသခံပြည်သူများနေရက်ဆုံးဟာသွားကြတဲ့ဒီဖြစ်ပြီးကြီးသွားပြည်သူတွေခိတ္တနာခုရာနေရာဖြစ်ပါတယ်။နဘာကလည်းအထက်ကိုအနှဲငယ်ဆက်တက်လိုက်ပြီးဆိုပါလင်မွန်းညင်းမြို့နယ်တဲကိုရောက်ပြီးဖြစ်ပါတယ်။ကချင်ပြည်နယ်ဖားကဒေသမော်ဝမ်းကြီးမော်ဝမ်းလေးရွာတွေထဲမှာခြေပြုထားတဲ့စစ်ကြောင်းတွေရုပ်သိမ်းသွားပြီးဖြစ်ပါတယ်။ဒေသခံပြည်သူတွေပြန်လည်နေထိုင်လို့မရရင်တောင်မှပစ္စည်းတွေတွားပြီးပြန်ယူထားနိုင်ပြီဖြစ်ပါတယ်။ မြေဝါကျော်မာဒေတာလင်းညနာမြို့နယ်ထဲမှာချီးတွေ့တိုက်ပွဲတွေနေရာတော်တော်များများမှာရှိနေတဲ့အတွက်စာတင်ကြောင်းတွေယာယီပိတ်ထားရပြီဖြစ်ပါတယ်။ငွေဝင်မြင့်နောက်ဘက်ကန်းရခိုင်ရုံးမနဲ့နီးကန်နေတဲ့စာတင်ကြောင်း၁၆ကြောင်းဟာယခုယခုလ၂၀ရက်နေ့ကစပြီးပိတ်ထားရတာလို့သိရှိရပါတယ်။မတိုင်းကြောင်းမြို့နယ်ကိုလည်းညမထွက်ရအမိန့်ထုတ်ပြန်ထားတယ်လို့သိရှိရပြီးအတီးပြုတ်ရန်စီစဉ်ဆဲဖြစ်ပါတယ်။တကယ်တော့စာမထုတ်လဲမထွက်ရဲကြဘူးဖြစ်ပါတယ်။ရှမ်းမြောက်နောင်ချိုတောင်းခမ်းနေတာမှာတော့နေရာကျကျထိတွေ့မှုတွေရှိနေသေးဖြစ်ပါတယ်။ နောင်ချိုဤတိမ်မင်းနဲ့လက်နဲ့စခန်းကနေပြီးတော့မြို့ရင်းဘက်ကိုအမြောင်းနဲ့ရန်ဆိုင်ရခါပြစ်ခတ်နေစေဖြစ်ပါတယ်။တဖန်ကညံတော့ရွှေသွန်းကနေတက်လာနေတဲ့ဆေးချောင်းဟာရှေ့ကိုထိုးပေါက်ဖို့ကြိုးစားနေပြီမဲ့ TNL နဲ့ပူပေါင်းတပ်တွေကအစွမ်းကုန်ခုခံနေစေဖြစ်ပါတယ်။ဂျင်းဦးလေးဘက်ဆမ်းမှာအုံမတိတဲခုံကိုဘလို့ကြော်ဖြတ်လာတယ်လဲဆိုတာကတော့စီစစ်နေစေဖြစ်ပြီးရေမောင်းနှံရွှေညောင်မင်းနဲ့ဆာမဆယ်တို့ဘက်မှာလည်းထိတွေ့မှုတွေစတင်ပြီးတော့ဖြစ်ပေါ်လာနေပြီဖြစ်ပါတယ်။နောက်ချိုတိုက်ပွဲကိုပုံဖော်ဝါဒပြမှု ပေါကရုံးရဲ့အဆွဲပါတင်ကန်းဝတီပြင်ဦးတွေကိုရောက်နေတာရှိပါတယ်။အီရန်နဲ့အီရတ်စစ်ဘာလို့ဖြစ်တာလဲဆိုတာအီယာကွေးအဝေမတက်လို့ဆိုပြီးတခက်တခါကနာမည်ကြီးကာတုံးအကြော်မော်တယောက်ကရေးဆွဲခဲ့မှုပါတယ်။ကဘာကြီးနဲ့မျက်ရှင်ပြလို့မရဘူးဆိုတာမှန်ပေမဲ့ကိုဝမ်းသာကိုသာသိဆိုတယ်လို့ဖြစ်ပါတယ်။အီရန်ကိုအမေရိကန်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခါစစ်ပွဲတွေဝင်လာပြီးမှငြိမ်းချမ်းရေးစကားပြောဖို့အချိန်တန်လာပြီလို့ဆိုပါတယ်။စစ်ပွဲတွေရဲ့အဆုံးသတ်ဟာတကယ်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပဲလား။လက်ရှိ ကျွန်တော်တို့စစ်အာဏာရှင်စနစ်ခြုံငင်းရေးကိုပဲအာရုံစိတ်ကြရအောင်ပါ။ရှမ်းမြောက်မှာဘာတွေဖြစ်လာနိုင်ကြရှိသလဲ။ရခိုင်တပြည်လုံးဒီအချိန်မှာစစ်ကောင်စီကအပြစ်ဒဏ်လက်လွတ်လိုက်ရမလဲ။ဗမာမျိုး KIA ကချင်လူမျိုးရေးတက်မလို့ဘီတော့လောက်အပြစ်ဒဏ်ထိန်းချုပ်နိုင်မလဲ။ဘယ်အချိန်မိုးပြဲတိုက်စစ်ကိုရိုက်ချိုးပြီးလိုက်ကောကိုဒုတိယအကြိမ်တိုက်စစ်ဆင်နိုင်မလဲ။ညောင်ကျိုးအလွန်တိုက်စစ်ဟာဘီတော့အုပ်ရှိပင်ကိုရောက်လာလိမ့်မလဲ။ဒါတွေကိုအာရုံထားရမယ်ပြင်။ တိုက်ပွဲတွေကြားကနေမဖြစ်ညစ်ကြလှုပ်လာမဲ့အတုရောင်ရွေးကောက်ပွဲအပြီးနိုင်ငံရေးချင်းချင်းရုပ်တရက်ပြောင်းလဲတာတော်လန်ရေးကိုအစိမ့်စိမ့်မှမှပြိုကွဲအောင်လှုပ်လာနိုင်မဲ့အစီအမံတွေကိုကြိုတင်တွက်ဆပြီးကျင်းစင်နေဖို့အလွန်အမတန်အရေးကြီးလာတယ်လို့အကြံပေးတင်ပြလိုပါတယ်။တခုကြားညာပြီးပြောရပါအောင်မယ်။စစ်တပ်ဟာပြည်သူကိုပြည်သူလို့မမြင်အောင်ညှိတွဲထားတာဖြစ်ပါတယ်။ကျွန်တော်ဟာ၂၀ခုနှစ်မှာစစ်စီကံလက်ကျင်းတင်တာတက်ရောက်ခဲ့ပါတယ်။တင်တာကာလအစမှာပြည်သူစစ်သားဒုစစ်သားဆိုတဲ့စောင်ပုတ်နေရာမှာ နှစ်ထောင်တစ်ခုနှစ်ကိုရောက်လဲရောက်ဆွလို့ဆိုတာတက်မတော်သားဆိုပြီးပြောင်းလဲအစားထိုးလာပါတယ်။နေ့စဉ်ဆိုရဲခမင်းသားတစ္ဆာမှာလဲတီတူကကြွေးတော်ဆိုတဲ့အစားငါတို့ဒီနိုင်ငံတော်မှာကြွေးတော်ခမင်းနေဟင်းကိုစားပြီးနိုင်ငံတော်နဲ့နိုင်ငံသားတို့ဤတစ္ဆာကိုစောင်းသည့်ရိုဒီပါမီဆိုပြီးပြောင်းလဲလာတာရှိပါတယ်။နောက်ဆုံးပြည်သူရဲတပ်ဖွဲ့ဦးတော်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုပြီးပြောင်းလဲခဲ့တာဖြစ်ပါတယ်။တက်မတော်သားမိတက်မတော်သားဖဆိုပြီးနေရာယူခြင်းစိတ်မပောက်ပောင်းရိုက်တွင်းထားခြင်းဖြစ်ပါတယ်။အခုလိုအချိန်ကာလမှာပြည်သူဆိုပြီးမီဒီယာတွေမှာထုတ်ဖော်ပြောဆိုနေပေမဲ့ပြည်သူကိုအယက်သားလိုပဲခေါ်ဝေါ်သုံးဆဲကြပါတယ်။ စီဝေးတွေတိုင်းမှာအယတတရားပေါ်မှာမယုံကြည်အောင်ဆိုတဲ့ဝါရမိုင်းဓာတ်တွင်းထားတဲ့အကျန်းဖက်စစ်တပ်စစ်သည်ကြီးဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနောက်ထောင်ပြည့်အတွက်ကျေးဇူးများကြီးတင်ပါတယ်တိုက်ပွဲရှိရင်အောင်ပွဲရှိတယ်